ိန္ဒိယဂျက်လင်ယာဉ်တွေကိုတိုက်ခိုက်ခဲ့တဲ့ပါကစ္စတန်စစ်စခန်းရှိဗိုလ်ချုပ်တွေဟာထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။ဒီလိုဖြစ်ခဲ့ရတဲ့အကြောင်းရင်းကတော့ပါကစ္စတန်ဗိုလ်ချုပ်တွေကတရုတ်စီကဝယ်ထားတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာသူတို့ကိုကာကွယ်ပေးလိမ့်မယ်လို့ယုံကြည်ထားခဲ့ပေမဲ့အဲ့ဒီလိုမဖြစ်ခဲ့ပါဘူး။ပါကစ္စတန်ဟာအခုဆိုရင်၎င်းရဲ့ကာကွယ်ရေးပစ္စည်းတွေရဲ့80%ရာခိုင်နှုန်းခန့်ကိုတရုတ်စီကဝယ်ယူနေရပါတယ်။မနေ့ကအစိုးရခံတာတွေအရ အိန္ဒိယဟာပါကစ္စတန်ပိုင်း F-16 လေယာဉ်တစ်စီးနဲ့ပါကစ္စတန်မောင်းနေနေတဲ့တရုတ်ထုတ် JF-17 လေယာဉ်နှစ်စီးကိုပစ်ချနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီမှာတရုတ်ကွန်မြူနတီပါတီ CCP ကသူတို့အမြဲလုံနေကြအတိုင်းသတင်းမှားတွေနဲ့ပြန်လည်တိုက်ခိုက်လာပါတယ်။သူတို့ကပါကစ္စတန်ဒုံးကြီးတွေကအိန္ဒိယလေယာဉ်တွေကိုပစ်ချနေတယ်ဆိုတဲ့သတင်းတွေကိုဖြန့်ခဲ့ပါတယ်။ရာဖိနဲ့ပတ်သက်ပြီးမျှဝေနေတဲ့ပုံတပုံကလုံးဝအတုဖြစ်နေပါတယ်။ ဲ့ဒီပုံမှာထက်ခါထက်ခါပုံစံတွေပေါ်နေပြီးဆိုလိုတာက copy ကူးယူခြင်း cloning ကို အသုံးပြုထားတာပါဒါဟာ photoshop နည်းပညာနဲ့လုပ်ထားတဲ့အမျိုးအစားပါဒါအပြင် ELA error level analysis မှာအလင်းမှောင်မကြီးမားမှုတွေအလင်းပြောင်းလဲမှုတွေမှာရုပ်တရက်ပြောင်းလဲမှုတွေရှိနေပါတယ်ဆိုလိုတာကဒီတီးဖြတ်မှုတွေကိုပါကစ္စတန်က လုပ်နေတာမဟုတ်ပါဘူးတရုတ်ဟာပါကစ္စတန်ကတရုတ်လက်နက်တွေနဲ့ ပြင်သစ်ရာဖေးလေယာဉ်ကိုပစ်ချခဲ့တယ်ဆိုတဲ့သတင်းမှားဖြန့်ဝေမှုမှာပါဝင်ပတ်သက်လို့နေပါတယ်။ဒါဟာတရုတ်လက်နက်တွေကိုယုံကြည်မဲ့သူတွေစီပိုရောင်းချဖို့ကြိုးစားမှုတစ်ခုဖြစ်နိုင်ပါတယ်။ဒီလိုပုံအတုထွက်ပေါ်လာပြီးနိုင်ရီပိုင်းအတွင်းမှာပဲဒီဒုံးကြီးတွေကို ထုတ်လုပ်တဲ့တရုတ်ကုမ္ပဏီရဲ့ stock share ဟာ18ရာခိုင်နှုန်းတက်သွားခဲ့ပါတယ်။ဒါဟာဒေါ်လာတန်ပေါင်းများစွာဒါမှမဟုတ်တန်းရာချီတဲ့ဈေးကွက်တန်ဖိုးထပ်မံတိုးတက်လာခဲ့တာပါ။ဒါဟာပုံအတုတပုံကြောင့်ပဲဖြစ်ပါတယ်။ ်ဒီသတင်းမှားကဒီမာရင်ရက်မသွားပါဘူးတရုတ်နိုင်ငံပိုင်းမီဒီယာတွေပါပါဝင်ပတ်သက်လာခဲ့ပါတယ်ဒီမှာ Global Times ဆိုတဲ့တရုတ်ရဲ့အကြီးဆုံးသတင်းစာဟာ CCP ကဓာတ်ရိုက်ပိုင်ဆိုင်ထားတဲ့သတင်းစာဖြစ်ပြီးပါကစ္စတန်လီတက်ဟာတရုတ်လက်နက်တွေကိုအသုံးပြုပြီးအိန္ဒိယတိုက်လေရင်တစည်းကိုပစ်ချခဲ့တယ်လို့ဖော်ပြသွားပါတယ်ဒါပေမဲ့သူတို့ဟာဒီအဆိုအတွက်ဘာသက်သေမှ မပေးနိုင်ခဲ့ပါဘူး ဒီအဆိုကိုတော့တရုတ်နိုင်ငံမှာရှိတဲ့အိန္ဒိယတန်ယုံကချက်ချင်းထောက်ပြခဲ့ပြီးမမှန်ကန်ကြောင်းကြေညာချခဲ့ပါတယ်။ဒီလိုအိန္ဒိယနဲ့ပါကစ္စတန်ဆိုတဲ့နျူကလ িয়ার အင်အားကြီးနိုင်ငံနှစ်ခုစစ်ပွဲမှာထိတိုက်ရင်ဆိုင်နေရတဲ့အခြေမျိုးမှာပါကစ္စတန်စစ်တပ်ဟာတရုတ်လက်နက်တွေနဲ့အကြီးအကျယ်တပ်ဆင်ထားပါတယ်။တရုတ်နဂါဒရဂွန်ရဲ့ခြေသေးတွေထွက်နေပြီးသူတို့ဟာတောက်ပနေပါတယ်။တရုတ်ပြည်သူလူမျိုးရေးတပ်မတော် PLA ဟာယိုယွင်းနေတဲ့ပြည်ရင်းကိုထိန်းချုပ်ဖို့ဥတီတဲ့တပ်ဖွဲ့တစ်ခုကနေကိုပြောက်တိုက်လေရင်တွေ ဒုံးကျည်တွေတင်ဆောင်ထားတဲ့စစ်သည်မော်တွေ Pacific စစ်ပွဲမှာ American တပ်ဖွဲ့တွေကိုဒုက္ခပေးနိုင်တဲ့ခင်မီတင်ကားတွေနဲ့ဤပညာမြင့်အင်အားကြီးတပ်ဖွဲ့တစ်ခုအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။ထိုင်ဝမ်ရေလက်ကြားကနေတောင်တရုတ်ပင်လယ်အထိပေကျင်းရဲ့စစ်တပ်တည်ဆောက်မှုဟာ American ရဲ့လွှမ်းမိုးမှုကိုထိုးနှက်တဲ့လုပ်ရဖြစ်ပြီးအာရှရဲ့အငင်းပွားနေတဲ့မိုးကောင်းကင်ရဲ့ရေပြင်တွေကနေ American ကိုဖယ်ထုတ်ဖို့ညီမှန်းထားပါတယ်။ဒါ့ပြင်ဝါဒဖြန့်ဗီဒီယိုတွေနဲ့တောက်ပနေတဲ့စစ်လက်နက်ပစ္စည်းတွေရဲ့နောက်ွယ်မှာ PLA မှာပြဿနာတွေရှိနေပါတယ်။အတွေ့အကြုံနဲ့တဲ့လေရင်မှုတွေမသေးကြတဲ့ဤပညာတွေကွန်မြူနစ်ပါတီရဲ့ဘျူရိုကရေစီပိတ်ဆို့မှုတွေနဲ့ရှုပ်ထွေးနေတဲ့ကိုကဲမှုဖွဲ့စည်းပုံတွေရှိပါတယ်။ပို့ဆိုတာက၎င်းရဲ့တပ်ဖွဲ့တွေဟာနိုင်ငံရေးဝါဒဖြန့်ချီမှုတွေနဲ့အကန့်အသတ်ခံနေရပြီးအကျင့်ပြတ်ခြားစားမှုထိမရအောင် ပြန့်နှံ့နေပါတယ်။တရုတ်ပြည်သူတပ်မတော်ရဲ့လေ့ကျင့်ရေးအားနည်းချက်တွေနိုင်ငံရေးထိန်းချုပ်မှုတွေသမိုင်းဝင်ရှုံးနိမ့်မှုတွေနဲ့ ၎င်းရဲ့ဥတိုင်းကိုတိုက်စားနေတဲ့လက်စားမှုတွေကလက်နက်ဆိုင်ဆိုင်ကိုကိုကိုဒုက္ခပြန်ပေးနေပါတယ်။ပြည်သူ့လူမျိုးရေးတပ်မတော်လေတက်ဟာအမေရိကန်ရဲ့လေကြောင်းတာလုံမှုကိုစိန်ခေါ်ဖို့ကိုပေါက်ကိုပြောက်နီးပညာ still နဲ့တာဝေးပြစ်ခတ်နိုင်စွမ်းအားတွေကိုအားကိုးနေရပါတယ်။ Chandu J20 Mighty Dragon ဆိုတဲ့ပြင်စမမျိုးဆက်ကိုပြောက်တိုက်လေရင်ဟာတိုက်ပွဲကွာဝေးကီလိုမီတာ2000နဲ့ radar ဖမ်းမမိနိုင်တဲ့ range ကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့ F22 လေယာဉ်တွေနဲ့ရှင်ရင် မြင့်ဝင်းပြင်ဘက်ကပြစ်ခတ်မှုတွေမှာရှင်ပြိုင်နိုင်မလားဆိုတာကတော့အဆုံးဖြတ်မပေးနိုင်သေးပါဘူး PL15 လို့ဝေဟင်မဝေဟင်ပြစ်ဒုံးကြီးဟာကီလိုမီတာ200ကနေ300ကီလိုမီတာအကွာအဝေးထိ ပြစ်ခတ်နိုင်ပြီးစာရွက်ပေါ်မှာတော့ American ရဲ့ AIM 120D Amrantat အကွာအဝေးပူရှိပါတယ်ဒါဟာ American ရဲ့ AWACS လေကြောင်း3ဘေးထိန်းချုပ်စနစ်နဲ့လေယာဉ်စီဖြစ်တဲ့ယူပို့ဆောင်ရေးလေယာဉ်တွေအတွက်ချိန်ချောက်မှုတစ်ခုဖြစ်ပါတယ် ဒီလိန်တွေဟာလေကြောင်းတပ်ဖွဲ့ရဲ့အဓိကအရေးပါတဲ့အရာတွေဖြစ်ပါတယ်။အနီးကတိုက်ပွဲတွေအတွက် PLA ဟာ PL တန်းဒုံးကျည်ကိုအသုံးပြုပါတယ်။ဒီဒုံးကျည်ဟာ20ကီလိုမီတာကွာဝေးရှိတဲ့အပူရှားဖွေဒုံးကျည်ဖြစ်က AIM-9X နဲ့ရှင်းလို့ရတဲ့မြင်ကွင်းအပြင်ဘက်ပြစ်မှတ်ဖမ်းဆွမ်းရည်တွေရှိပါတယ်။တိုက်ခိုက်ရေးမရှင်တွေမှာတရုတ်ရဲ့ YG-12 သင်းမောဖြတ်ဒုံးကျည်ဟာ400ကီလိုမီတာအကွာဝေးထိ Mark 3အမြန်နှုန်းနဲ့ပြစ်ခတ်နိုင်ပြီး KD88 တာဝေးတုံးကြီးဟာ J20 ကို American Thin Mori ဒါမှမဟုတ်ဂူဝန်ကျွန်းလိုစစ်စခန်းတွေကို အကွာအဝေးကနေချိန်ချောက်နိုင်သွန်းပေးပါတယ်။နောက်တစ်စီးကတော့ Shanian J16 ဖြစ်ပြီး4.5မျိုးဆက်ဘတ်စုံ3တိုက်လေရင်တစ်စီးပါ။ဒီလေရင်ဟာ1500ကီလိုမီတာတိုက်ပွဲတွေဆင်နှွှဲနိုင်ပြီး PL15, PL12 တုံးကြီးတွေနဲ့မြေပြင်တိုက်ခိုက်ရေးလက်နက်တွေတင်ဆောင်နိုင်ပါတယ်။ ၎င်းရဲ့ ESA radar နဲ့ electronic စစ်ဆင်ရေးကိရိယာတွေကဒီလေယာဉ်ကို ထိုင်ဝမ်ဒါမှမဟုတ် separately ကျွန်းစုတွေပေါ်မှာမိုးကောင်းငင်ကိုထိန်းချုပ်နိုင်တဲ့ဗတ်စုံသုံးတိုက်လေယာဉ်တစ်စီးအဖြစ်ဖြစ်စေပါတယ်။ဒါ့ပြင် J20 ရဲ့ engine တွေဖြစ်တဲ့ WS10C နဲ့မကြခင်ထွက်ရှိမဲ့ WS15 တွေဟာခြုံရွေးမှုတွေဖြစ်ပေါ်တဲ့ပြီးယုံကြည်စိတ်ချရမှုနေပါကလေယာဉ်ကို super cruise အမြန်နှုန်း super cruise speed နဲ့မောင်းနှင်နိုင်တဲ့စွမ်းရည်လည်းမရှိပြန်ပါဘူး။ လက်ရှိမှာဒီလေရင်အစီး200အစီးသာရှိပြီးတိုက်ပွဲမှတ်တမ်းဆိုလို့တခုမှမရှိပါဘူး DJ 20လေရင်ဟာရှေ့တန်းချိန်ချောင်းမှုတစ်ခုဖြစ်လာဖို့ထက်အခုထိတက်သေးမပြနိုင်သေးတဲ့ concept တစ်ခုအဖြစ်သာရှိနေပါတယ်၎င်းရဲ့တွဲဖက်ဖြစ်တဲ့ J16 လေရင်ကတော့ကိုပြောက်နေပညာ still မရှိတာကြောင့် American ရဲ့ F35 လေရင်တွေအတွက်လွယ်ကူတဲ့ပြစ်မှတ်ဖြစ်လာနိုင်ပါတယ်တရုတ်လေရင်မှုတွေဟာပြန်တမ်းမှုနိုင်တဲ့တိုက်ပွဲအတွေ့အကြုံနှဲပါပါတယ်သူတို့ကိုထူးချွန်တဲ့လေရင်မှုတွေထက် ်သင်တန်းသားတွေလို့ပဲယူဆလို့ရပါတယ် PL15 တုံးကြီးဟာ American ရဲ့ radar နှောက်ယှက်ပေးမှု jamming နဲ့ရင်ဆိုင်စမ်းသပ်မှုမရှိသေးပါဘူးတရုတ်ပြည်သူလေတပ်ဟာတကယ်လေကြောင်းစစ်ပွဲမှာတခါမှမတိုက်ခိုက်ခဲ့ဘူးသေးပါဘူးဒါပေမဲ့ American လေတပ်ကတော့တိုက်ပွဲအတွေ့အကြုံပြေးပါပြီကျွမ်းကျင်တဲ့တပ်ဖွဲ့ဖြစ်ပါတယ်ပေလယ်ပြင်ပေါ်မှာလေကြောင်းတိုက်ပွဲတစ်ခုဖြစ်လာရင် PLA လေတပ်ကိုအလွယ်တကူအနိုင်ယူနိုင်ပွဲရှိပါတယ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ် People's Liberation Army Navy ဟာ သင်းမောတွေကိုအမြောင်များထုတ်လုပ်နေပါတယ်။ Type 001 Lionne အမည်အားလျင်တင်သင်းမောဟာ တန်ချိန်6000တန်ရှိပြီး Type 002 Shutdown သင်းမောကတော့ J15 Flying Shark ရေတက်တိုက်လျင်24ကနေ32စီးထိတင်ဆောင်နိုင်ပါတယ်။ဒီလေတွေဟာကီလိုမီတာ1200အကွာဝေးထိတိုက်ခိုက်နိုင်ပါတယ်။ Type 003 Fujian လေရင်တင်သင်းမောကတော့တန်ချိန်8000တန်ရှိပြီးလက်ရှိစမ်းသပ်နေဆဲဖြစ်ပါတယ်။ ဒီသင်္ဘောဟာလျှက်စစ်တန်လိုက်နည်းပညာ electromagnetic catapults နဲ့လေယာဉ်အစီး40ထိတင်ဆောင်နိုင်တဲ့နေရာပါရှိပါတယ်။ဒီထဲမှာ J15 စမ်းသက်စဲ J35 ကိုပြောက်တိုက်လေယာဉ်နဲ့ KJ 600 AWACS လေယာဉ်တွေပါဝင်ပါတယ်။ဒါဟာ American ပုံစံလေယာဉ်တင်သင်္ဘောတစ်စီးနဲ့အနီးစပ်ဆုံးဖြစ်ပြီးတောင်တရုတ်ပင်လယ်မှာအာနာဇက်တက်ရောက်စေဖို့ပြင်ဆင်ထားပါတယ်။ပြည်သူ့လူမျိုးရေးတပ်မတော်ရေတပ်ရဲ့သင်္ဘောအုပ်စုကတော့တကယ်ကြောက်စရာပါပဲ။ type 055 rahine klex အဖြတ်သင်းမော်ဟာကြီးမားတဲ့သင်းမော်ဖြစ်ပြီး HHQ 9B လေကြောင်းရန်ကာဝေးရေးဒုံးကြီးတွေ YJ 18A သင်းမော်ဖြတ်ဒုံးကြီးတွေနဲ့1500ကီလိုမီတာအကွာအဝေးထိပြတ်ခတ်နိုင်တဲ့ CJ10 Crux ဒုံးကြီးတွေပါတဲ့ downlight ပြတ်လွတ် cell 132ခုနဲ့တက်ဆင်ထားပါတယ်။၎င်းရဲ့ ESA radar နဲ့ electronic စစ်ဆင်ရေးကိရိယာတွေဟာ American ရဲ့ KM ဆုံး Ajax Cruiser သင်းမော်တွေနဲ့ရှင်နိုင်ပြီးဒီသင်းမော်တွေကိုလေယာဉ်သို့မဟုတ် ်ရေငုံသင်းမော ဖြတ်သင်းမောဖြင့်ဗတ်စုံအသုံးပြုနိုင်ပါတယ် type 052d လုံယန်3ဖြတ်သင်းမောကတော့ downlight ပြည့်လွတ်စဲ64ခုပါရှိပြီးဒီသင်းမောပေါင်း25စီးဟာတောင်ဝင်ထန်းဆောင်နေစေဖြစ်ပါတယ်ဒါဟာတရုတ်ရေတပ်ရဲ့မျက်စိနဲ့နားအဖြစ်ဆောင်ရွက်ပြီးအလားတူဂျုံဒုံးကြီးတွေနဲ့တက်ဆင်ထားပါတယ်ဒါပေမဲ့တရုတ်ရေတပ်မှာအားနည်းချက်တစ်ခုရှိပါတယ် Lion နဲ့ Shandong Lindin Timor ရဲ့ Ski Complex Platform Ski Jump Design ဟာ J15 တိုက်လေယာဉ်တွေရဲ့တင်ဆောင်နိုင်စွမ်းကိုကန့်သတ်ထားပါတယ်။ဒါကြောင့်ဒီလေယာဉ်တွေဟာ6.5တန်တန်ချိန်သာတိုက်ပွဲတင်ဆောင်နိုင်စွမ်းရှိပြီး American ရဲ့ FA18 Hornet တင်ဆောင်နိုင်တဲ့8တန်နဲ့ရှင်ရင်နေပါပါတယ်။ဆိုလိုတာကတရုတ်ရေတပ်လေယာဉ်မှုတွေဟာသင်းမောပေါ်တွေကနေထွက်ခွာတဲ့အခါ American လေယာဉ်မှုတွေထက်လောင်စာဆီနဲ့လက်နက်တွေတိတိတတ်တာနေပါနေပါတယ်။လက်နက်နေပြီးလောင်စာဆီနဲ့နဲ့နဲ့လေချောင်းတိုက်ပွဲတွေရောက်လာတာဟာတိတ်ကောင်းတဲ့အနေထားမဟုတ်ပါဘူး။ ဖူဂျီယန်လေရင်တင်သင်းမောအသိရဲ့လျှက်စစ်တန်လိုက်ပစ်လို့စနစ်ကတ်တာပေါ့စ်ကဒီစကီခုံပြတနာကိုဖြည့်ရှင်းပေးမယ်လို့ယူဆထားပေမဲ့၎င်းရဲ့လေရင်အစီး40တင်ဆောင်နိုင်တဲ့လီတက်အင်အားဟာအမေရိကန်လေရင်တင်သင်းမောတွေရဲ့တင်ဆောင်နိုင်စွမ်းရဲ့တဝက်သားရှိပါတယ်။တရုတ်လေရင်မှုတွေဟာလေရင်တင်သင်းမောဘော်ကလေပတ်မှုတွေမှာအတွေ့အကြုံနှဲပါတဲ့သူတွေဖြစ်ပြီးသူတို့ရဲ့ထွက်ခွာချိန်မှာတင်ဆောင်နိုင်စွမ်းကန့်သက်ခံထားရတာကြောင့်မစ်ရှင်စတင်ကတည်းကလေထဲမှာစီဖြစ်ဖို့လိုအပ်နေပါတယ်။ ဒါကလေရင်ရောလေရင်တင်သိမော့ပါတိုက်ခိုက်ခံရဖို့အားနည်းချက်ဖြစ်စီပါတယ်။ type 055နဲ့ type 052D ဖြတ်သိမော့တွေကတော့ရိုးသားသွားပြောရရင်ထိတ်တန်းအဆင်ဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ရေတပ်ဟာရေချောင်းတိုက်ပွဲတစ်ခုကိုမှမတိုက်ခဲ့ဘူးသလိုပင်လယ်ပြင်မှာစစ်ပွဲဆင်နွှဲဖို့အတွေ့အကြုံလည်းမရှိပါဘူး။ဆယ်သူနှစ်ပေါင်းများစွာပင်လယ်ပြင်အတွေ့အကြုံရှိတဲ့ American ရေတပ်ဗိုလ်ချုပ်တွေဟာရေရှည်စစ်ဆင်ရေးမှာတရုတ်ရေတပ်ကိုအလွယ်တကူကျော်ဖြတ်နိုင်မှာပဲဖြစ်ပါတယ်။ တရုတ်ရဲ့ရေတက်လေကြောင်းတပ်ဖွဲ့ဟာအင်အားမြင့်တင်ပေးတဲ့အချက်တခုဖြစ်မလာပဲအားနည်းချက်တခုအဖြစ်သာရှိနေပါတယ်။ J15 လေယာဉ်တွေဟာ Ski Kong Platform Skip Jam ဒီဇိုင်းကြောင့်ကန့်သတ်ခံထားရပြီး J35 နဲ့ KJ 600လေယာဉ်တွေကတော့လက်ရှိမှာအသုံးပြုဖို့အဆင်သင့်မဖြစ်သေးပဲစမ်းသပ်ဆဲအဆင့်မှာပဲရှိနေပါသေးတယ်။လေယာဉ်တင်ဆောင်နိုင်စွမ်းနီးပါးနေပါတာကြောင့်ပြန်တန်းတိုက်ခိုက်နိုင်တဲ့အချိန်အရေအတွက် source တိုင်းနေပါပြီးစမ်းသပ်မှုမရှိသေးတဲ့လေယာဉ်သင်းမောအမှုတန်းတွေကြောင့် လက်နက်တင်ဆောင်မှုနဲ့စီဖြစ်တဲ့အခါမတော်တဆမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒါဟာပေကျင်းရဲ့လျင်တင်သင်္ဘောတွေကိုမီးလောင်နိုင်တဲ့ရေပေါ်ကိုတောင်ကြီးတွေဖြစ်ပြောင်းလဲသွားစေနိုင်ပါတယ်။ American လျင်တင်သင်္ဘောတွေမှာတော့မတော်တဆမှုတွေဖြစ်ပေါ်တပြီးတရုတ်ရဲ့ထိခိုက်မှုထိန်းချုပ်ရေး damage control စွမ်းရည်ကတော့မသိရသေးတဲ့အချက်တစ်ခုဖြစ်ပါတယ်။အချင်းချုပ်ပြောရရင်ပြည်သူလူမျိုးရေးတက်မတော်ရေးတက်ဟာပြဿနာတွေဖြစ်ပေါ်စေနိုင်ပေမဲ့ပင်လယ်ပြင်ကိုလွှမ်းမိုးနိုင်တဲ့အဆင့်မှမရှိပါဘူး။ ကုန်းပေါ်မှာတော့ပြည်သူ့လူမျိုးရေးတပ်မတော်မြေပြင်တပ်ဖွဲ့ဟာခစ်မီလာနေပေမဲ့အနှဲငယ်အဆင်မပြေမှုတွေလည်းရှိနေပါသေးတယ်။ Z20 ရဟတ်ယင်ဟာ American ရဲ့ Black Hawk ရဟတ်ယင်ကိုတထက်ထဲကူးယူထားတဲ့ပုံစံဖြစ်ပြီးတပ်သားဥယေ30ဦးကနေ72ဦးဒါမှမဟုတ်ပစ္စည်းတံတန်ကိုတင်ဆောင်နိုင်ပါတယ်။ဒါဟာထိုင်ဝမ်ဒါမှမဟုတ်ဟိမဝန္တာလိုပြည်ပခဖြစ်ပေါ်နိုင်တဲ့နေရာတွေမှာရွေရှားနိုင်စွမ်းကိုမြင့်တင်ပေးပါတယ်။ HJ တွဲတင့်ဖြတ်တုံးကြီးဟာ၄ကီလိုမီတာအကွာဝေးထိပြတ်ခတ်နိုင်ပြီး အပေါ်စီးကတိုက်ခိုက်နိုင်တဲ့စွမ်းရည်နဲ့ American ရဲ့ Bradley ဒါမှမဟုတ် Striker တန်ချက်ကာရင်တွေကိုဖျက်ဆီးနိုင်ပါတယ်။တရုတ်ရဲ့ Type 99A10 ကဟာ125 mm တနက်နဲ့တက်ချွကွာခွဲရေးစနစ် Active Protection System တွေပါရှိပြီး American ရဲ့ M1 Abrams တင်ကားရဲ့အစောပိုင်း model တွေနဲ့ရှင်နိုင်ပါတယ်။ Type 15ပေါ်ပါတင်ကားကတော့35တန်သာရှိပြီးခက်ခဲတဲ့မြေမျက်နှာသွင်းပြင်မှာတွက်လက်တဲ့ရွေးရှားမှုရှိပေမဲ့ အင်အားကြီးတဲ့တင်ကားတွေနဲ့ထိတ်တိုက်ရင်ဆိုင်ဖို့တော့နည်းနည်းအခက်ခဲရှိနိုင်ပါတယ်။တရုတ်ရဲ့တန်ကြပ်ကားရင်တွေမှာလည်းပြဿနာတွေရှိနေပါတယ်။ Type 99ရဲ့အာယုန်ခံကရိယာတွေနဲ့ပြစ်ခတ်ထိန်းချုပ်ရေးစနစ်တွေဟာ M1A2 Abrams တပ်စေသူနှစ်ပေါင်းများစွာနောက်ကျနေပါတယ်။၎င်းရဲ့အလိုလျောက်ဖွင့်တင်စနစ် Auto Loader ကတော့ယူသားစွာပြောရရင်လူတွေကိုအန္တရာယ်ပေးနိုင်တဲ့သေမင်းထောင်ချောက်တစ်ခုပါ။ဒီရလဒ်တွေဟာလေ့ကျင့်ရေးအတွင်းမှာဖြစ်ပေါ်လာဖြစ်ပြီး ်တကယ်တိုက်ပွဲမှာဒီပြဿနာတွေကဒီဆက်ပစ္စည်းတွေကိုပို့ပြီးအန္တရာယ်များစေနိုင်ပါတယ်တရုတ်ရဲ့တင်ပို့ရောင်းချတဲ့ model တွေဟာဈေးပေါ်တဲ့ကစားစရာတွေလိုချို့ယွင်းတက်တယ်လို့မှတ်ချက်ပြုထားပြီးဒါဟာအရေးသွေးထိမ့်ချုပ်မှုညံ့ဖျင်းမှုကိုညွှန်ပြနေပါတယ်ပြည်သူ့လူမျိုးရေးတပ်မတော်မြေပြင်တပ်ဖွဲ့ဟာ1996ခုနှစ်ကလေးကစစ်ပွဲမှာမတိုက်ခဲ့ဘူးပါဘူးဒါပေမဲ့ American တန်ကြပ်ကတပ်ဖွဲ့တွေကတော့ Iraq နဲ့ Kuwait မှာ၎င်းတို့ရဲ့ကျွမ်းကျင်မှုကိုတက်တည်ပြခဲ့ပြီးဖြစ်ပါတယ် ်ခြေလျင်တပ်သားတွေရဲ့ပစ္စည်းကိရိယာတွေဟာလည်းနောက်ထပ်အားနည်းချက်တစ်ခုဖြစ်ပါတယ်။တရုတ်ရဲ့ QBZX 95တနက်ဟာယူသားသွားပြောရရင်တနက်ခလုတ်နဲ့အတူအစဉ်ပြေတဲ့ဒီဇိုင်းတစ်ခုပါ။၎င်းရဲ့အစားတို့ဖြစ်တဲ့ QBZX 191ကိုစတင်ဖြန့်ချိနေပြီဖြစ်ပေမဲ့ထုတ်ပေးထားတဲ့တနက်တွေကိုမကြာခဏပြောင်းလဲတာကခြေလျင်တပ်သားတွေရဲ့လက်ကျင်ရေးကိုနှောက်ယှက်ဖြစ်စေပါတယ်။တပ်သားတို့ရဲ့အခြေခံပစ္စည်းတက်ဆင်မှုမှာလည်းပြဿနာရှိနေပါသေးတယ်။ တရုတ်တပ်သားတဦးရဲ့တနက်အခြေခံကြီးကနဲ့တခါတရံမှန်ဘလူးတက်ဆင်မှုတွေဟာဒေါ်လာ1500ကနေ2000လောက်သာကုန်ကြပါတယ်။ဒါပေမဲ့ American Chilean တပ်သားတဦးရဲ့ပစ္စည်းတွေမှာညဘက်မြင်ကွင်းကရိယာဆက်သွယ်ရေးစနစ်တွေနဲ့ထိတ်တန်းကြီးကတွေပါဝင်ပြီးတဦးမှာဒေါ်လာ18000ကနေ2000အထိကုန်ကြပါတယ်။ဒီခြားနားမှုက American တပ်သားတွေဟာညဘက်မှာတာလွန်ကျွမ်းကျင်ပြီးပုံမှန်မြန်ဆန်စွာနှိမ့်နိုင်ဆောင်ရွက်နိုင်တယ်ဆိုတာကိုဖော်ပြပါတယ်။ တရုတ်ရဲ့ဂျီကာရီဟာမကြာခဏစံချိန်မမီဖြစ်နေပြီးတပ်သားတွေကိုအန္တရာယ်ပုံမှုထိတွေ့စေပါတယ်။တရုတ်ရဲ့အကြီးမားဆုံးအာဏာချက်ကတော့လေ့ကျင့်ရေးပါပဲ။တရုတ်တပ်သားတွေဟာ၎င်းတို့ရဲ့အချိန်ရဲ့20ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းကိုနိုင်ငံရေးဝါဒဖြန့်ချိမှုနဲ့ကွန်မြူနစ်ပါတီရဲ့ဆောင်ဖို့တွေကိုအလွတ်ကျမှတ်ဖို့အသုံးစွဲနေရပါတယ်။ဒါဟာနီးပြူဟာတွေကိုကျွမ်းကျင်အောင်မလေ့ကျင့်နိုင်စေပါဘူး။ဒါဟာထူးဆန်းတဲ့အချက်တစ်ခုသာမဟုတ်ဘဲစနစ်တစ်ခုလုံးရဲ့ချုပ်ရဲမှုတစ်ခုပါ။ ပြည်သူ့လူမျိုးရေးတပ်မတော်မြေပြင်တပ်ဖွဲ့ဟာတိုက်ပွဲဆင်တင်ဖြစ်မှုထက်ပါတီအပေါ်သစ္စာစောင့်သိမှုကိုပိုပြီးဦးစားပေးပါရယ်။ဒါကတပ်သားတွေကိုခိမိစစ်ပွဲရဲ့ရှုပ်ထွေးမှုတွေအတွက်အဆင်သင့်မဖြစ်စေပါဘူး။သေးငယ်တဲ့တပ်ဖွဲ့တွေရဲ့နီးပြူဟာတွေပေါင်းဆက်လက်နက်အသုံးပြုမှု combined arms နဲ့အငယ်တဲ့ရာရှိတွေရဲ့ဆုံးဖြတ်ချက်ချနိုင်မှုတွေဟာနောက်ထပ်စဉ်းစားကြရတွေဖြစ်တာရှိနေပြီးတင်းကျပ်တဲ့အထက်ကနေအောက်ကိုညွှန်ကြားတဲ့စီမံခန့်ခွဲမှုရည်ကြီးမှုကြောင့်ပိတ်ဆို့ခံထားရပါတယ်။မြို့ပြစစ်ပွဲတွေ တပုံတံပြန်စစ်စင်ရေးတွေမှာ PLA မှာလမ်းညွှန်စီမင်းစီကံ playbook မရှိပါဘူး။ဒါပေမဲ့ American တပ်ဖွဲ့တွေကတော့ Fallujah နဲ့ Elmet မှာဒီစီးမျက်တွေကိုရေးဆွဲခဲ့ပြီးဖြစ်ပါတယ်။ American စစ်တပ်နဲ့ရှင်ကြည့်ရင် American တပ်ဖွဲ့တွေရဲ့လက်ကျင်ရင်ဟာတိုက်ပွဲဆင်နွှဲပြီးအနိုင်ရဖို့အတွက်အာရုံစူးစိုက်ထားပါတယ်။ American တပ်သားတွေဟာတနက်ပြစ်ကျွမ်းကျင်မှုရွေးရှားမှုနှီးပြူဟာတွေနဲ့ပူးပေါင်းစစ်စင်ရေးတွေကိုမဆုံးမနစ်လက်ကျင်ပြီး လက်တွေ့ကြတဲ့လေ့ကျင့်ရေးအခြေအနေတွေမှာနိုင်ငံပေါင်းထောင်ချီအချိန်ပေးထားပါတယ်။နေဒိုးတပ်သားတွေဟာလာရောညီတွေဖြစ်အောင်တီထွင်ဖန်တီးပြီးအခက်ခဲတွေကိုကျော်လွှားဖို့လေ့ကျင့်ထားကြပါတယ်။ဒါပေမဲ့တရုတ်တပ်သားတွေကတော့အမိန်နာခံပြီးညွန်ကြားချက်ရမှသာရွေရှားဖို့လေ့ကျင့်ထားကြပါတယ်။ဒါဟာခင်မီစစ်မြေပြင်ရဲ့360ဒီဂရီရှုပ်ထွေးမှုတွေကိုရင်ဆိုင်ဖို့သိပ်ကောင်းတဲ့နည်းလမ်းမဟုတ်ပါဘူး။လေကြောင်းမှာတော့ American လေယာဉ်မှုတွေဟာတစ်နှစ်ကိုပြန်တမ်းမှုနိုင်200ကနေ300ရှိပြီး လေကြောင်းတိုက်ပွဲနဲ့တိုက်ခိုက်ရေးမစ်ရှင်ကျွမ်းကျင်မှုတွေမှာထူးချွန်ပါတယ်။တရုတ်လေယာဉ်မှုတွေကတော့နိုင်ီတရာလောက်သာပြန်တန်းနိုင်ပြီးမကြာခဏခင့်မိတဲ့ပုံတူဆက်တွေ simulator တွေနဲ့သာလေ့ကျင့်နေရပါတယ်။ American ရေတပ်နဲ့ Marine လေယာဉ်မှုတွေဟာပင်လယ်ပြင်တိုက်ပွဲတွေအတွက်လေ့ကျင့်ထားပြီး American လေတပ်ရဲ့ပစ္စည်းတွေလေ့ကျင့်ရင်းနဲ့နီးပြူဟာတွေဟာတရုတ်တွေထက်မျိုးဆက်ပေါင်းများစွာတာလွန်နေပါတယ်။ရလဒ်အနေနဲ့ American လေတပ်ဟာပြောင်းလဲပြင်လဲရှိပြီးတိုက်ပွဲအတွေ့အကြုံရှိကား တီထွင်ဖန်တီးနိုင်ဖို့အဆင်သင့်ဖြစ်နေပါတယ်။ဒါပေမဲ့ PLA ကတော့နောက်ကျနေပြီး၎င်းရဲ့တပ်သားတွေဟာစစ်မြေပြင်အတွက်အဆင်သင့်ဖြစ်မနေပဲစစ်ရေးပြပွဲအတွက်သာပိုသင့်တော်တဲ့အခြေအနေတစ်ခုမှရှိနေပါတယ်။ PLA ဟာစစ်တပ်တစ်ခုသာမဟုတ်ဘဲတရုတ်ကွန်မြူနတီပါတီရဲ့လက်နက်ကိုင်ဖွဲ့စည်းတစ်ခုလည်းပဲဖြစ်ပါတယ်။ဒါဟာပြဿနာတစ်ခုပါ။ American စစ်တပ်ဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အရက်သားအစိုးရရဲ့ညွှန်ကြားမှုကိုလိုက်နာရပြီး PLA နဲ့ဘာမှမတူပါဘူး။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။